ကမ္ဘာကျော်သတင်းရေအလွန်မကိုတိုင်းခရစ်တိုနယ်ပယ်မှာဒေါ်လာတန်ပေါင်းများစွာအသုံးပြုပြီးဖွဲထားတဲ့တိုကီကွိုင်းတွေကို free ကုန်စင်လို့ရမယ်။ mining website တစ်ခုအကြောင်းလေးကိုပြပြပေးတော့မှာဖြစ်ပါတယ်။တိုကီကွိုင်းရလည်းခရစ်တို market ထဲမှာဆိုနာမည်ရပြီးသားမိမိကွိုင်းမျိုးစားတစ်မျိုးဖြစ်ပါတယ်။ဆိုတော့ခရစ်တို market မှာလည်းနာမည်ရပြီးသားတတိယ Elon Musk ကိုတိုင်းပါယင်းနှံ့နှံထားတဲ့တိုကီကွိုင်းတွေကိုဖုန်းလေးတစ်လုံးရှိရဆိုတာနဲ့ free ကုန်စင်လို့ရပါပြီ။ ကိုဟာခွေတူနဲ့ပတ်စံရှာရတာကိုသဘောကျတယ်။ပတ်စံတပြားမှ ပေးစီရမလို့ပဲခွေတူတွေ free စုကျင်နေဆိုရင်တော့ view လေးကိုမကြော်ပဲစုံတီးကြည့်သွားပြီးပါ။ view ရဲ့အကြောင်းအရာကိုနားလည်သွားပြီးဆိုရင်တော့ပတ်စံတပြားမှပေးစီရမလို့ပဲခွေတူ free စုလို့ရတဲ့နည်းလေးကိုတည်သွားပါလိမ့်မယ်။ဒါဆိုကျွန်တော်ဗီဒီယိုလေးစလိုက်ရအောင်။ တူကြီးကွိုင်းတွေကို free ကောင်းစင်မှုအတွက်အရင်ဆုံးကျွန်တော်တို့မှာ exchange ဒါမှမဟုတ် crypto wallet တွေရှိထားဖို့တော့လိုအပ်ပါမယ် exchange account တွေကတော့အများကြီးရှိပါတယ်အဲ့လို exchange account တွေအများကြီးတွေကတခုဖြစ်တဲ့ Binance exchange account ဖွင့်နေရလဲ for you channel မှာတင်ပြထားပါတယ်ဆိုတော့ doggy coin fee စုဖို့ကကျွန်တော် website တခုတော့အသုံးပြုပေးရပါမယ်။အသုံးပြုရမယ့် website ကတော့ doggy station ဆိုတဲ့ website လေးပဲဖြစ်ပါတယ်။ ဒီ website က feminine website ဖြစ်ပါတယ် feminine website ဖြစ်တဲ့အတွက်အရင်ဆုံးအကောင့်ဖွင့်ပေးရပါမယ်အကောင့်ဖွင့်ဖို့အတွက်ဆိုရင်ဒီအပေါ်မှာ user name ထည့်မယ်ဒီအောက်မှာ email ထည့်မယ်ပြီးရင်တော့ဒီအောက်မှာ password ထည့်ပြရနဲ့ရပါပြီ fountain လိုက်တယ်ဆိုတာနဲ့ကျွန်တော် doggy coin fee စုဖို့အတွက် mine အကောင့်ဖွင့်သွားပါလိမ့်မယ်ဒီ website link ကိုလည်း video ရဲ့အောက်မှာ link ချပေးထားပါမယ်အဲ့ရနေမှာတစင်းဝင်ကြည့်လို့ရပါတယ် mining ကောက်ဖွင့်နေလေးပြီးပြီဆိုတော့ဒီ doggy station ဆိုတဲ့ website မှာ ဖီမိုင်းနဲ့ဘယ်လိုလုပ်လဲဒိုကီခွစ်တူတွေကိုဘယ်လိုရလဲဆိုတဲ့အကြောင်းလေးကိုဆက်ပြီးပြပြပေးပါမယ်။ဒါကတော့ဒိုကီမိုင်းနဲ့ဝက်ဆိုက်ရဲ့ပုံစံလေးပဲဖြစ်ပါတယ်။ဒီဝက်ဆိုက်ထဲမှာဒိုကီခွန်ရဖို့အတွက်ဆိုရင်တော့24နာရီတစ်ချိန်ဝင်ပြီးတော့ယူပေးရပါမယ်။24နာရီတစ်ချိန်ဒိုကီခွန်ရဖို့ကလည်းကျွန်တော်တို့မှာ NFT ကတ်တွေရှိတာပေါ့တော့လိုအပ်ပါမယ်။ NFT ကတ်တွေရှိတယ်ဆိုမှ Doki Mining ကအလုပ်လုပ်တာဖြစ်ပါတယ်။ NFT ကတ်တွေမရှိဘူးဆိုရင်တော့ Mining ကအလုပ်မလုပ်ပါဘူး။အခုမှ Mining ကိုစ join တဲ့ new user တွေဆိုရင် NFT ကတ်ဖောက်ဖို့အတွက်ဘောင်း2ကျိန်ဖောက်ခွင့်ရှိပါတယ်။အဲ့ဘောင်းကိုဘယ်မှာဖောက်အောင်လဲဆိုတော့ဒီအပေါ်မှာ menu ဆိုတာလေးရှိပါမယ်။အဲ့ဒါလေးကိုတစ်ချမ်းနှိပ်လိုက်ပါ ဒီလိုစားရိကျလာပြီဆိုရင်သုံးခုမြောက်မှာ mystery box ဆိုတာလေးရှိပါမယ်အဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်ပါပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီ mystery box ထဲမှာလာပြီးတော့ NFT box free ဖောက်ဖို့အတွက်တစ်ချိန်ရပါတယ်ဟေ့ဆိုတော့ကျွန်တော် mystery box ထဲရောက်ပြီဆိုရင်ဒီအောက်ကိုဆွဲလိုက်ပါဒီအောက်မှာဆိုရင်ကျွန်တော်ဒီမှာ free box ဆိုတာလေးရှိပါမယ်ဒီနေရာမှာကျွန်တော် open နှိပ်ပြီးတော့ပေါက်ဖောက်ရုံပါပဲအဲ့လိုပေါက်ဖောက်တယ်ဆိုရင်ကျွန်တော်ခုလိုမျိုး NFT ကြာလာမယ်အဲ့ဒီ NFT မှာတနေတာရမယ် token coin အမောက်လဲ ြထားပါတယ်ခုလိုမျိုး NFT ကတ်တွေရပြီဆိုတော့မှ Doki Mining ကလုပ်လို့ရတာဖြစ်ပါတယ်ဆိုတော့နောက်ထပ် NFT ကတ်ဖောက်ဖို့ menu ပဲထပ်နေပါပြီးရင် VNB ဆိုတာလေးရှိပါမယ် IVNB ဆိုတာလေးကိုတစ်ချက်ထပ်နေလိုက်ပါဒီ VNB ကလည်း new user တွေအတွက်ဆိုရင်ဘောက်တစ်ချိန် free ပေးပါတယ်ဆိုတော့ကျွန်တော် VNB တွေဝင်ပြီးဝင်ရင်ဒီအောက်မှာ VNB 1ဆိုတာလေးရှိမယ်အဲ့ level 1မှာကျွန်တော် claim free ဘောက်ဆိုတာလေးပြနေလိမ့်မယ်အဲ့ဒါလေးနှိပ်ပြီးတော့ Doki NFT ကိုဖောက်လို့ရပါတယ် NFT ရရပြီဆိုရင်တော့ Doki Choir Auto Vmine နဲ့ လုပ်နေပါလိမ့်မယ်24နာရီပြည့်ရတဲ့ Doggy Quai နေဝင်ယူဖို့တော့မမေးပါနဲ့ကျွန်တော်ကတော့24နာရီပြည့်ရဆိုရင်0.2 Doggy Quai ရပါတယ်ဒါကတော့ Free Mining ကနေပေးတဲ့ Doggy Quai ပဲရှိပါသေးတယ်ဒါဆိုရင်တော့ Doggy Station ထဲမှာ Free Mining လုပ်နည်းလေးကိုအားလုံးနားလည်မယ်လို့ထင်ပါတယ် Free Mining လုပ်ဖို့အတွက်ဆိုရင်တော့ NFT ရှိထားပါမယ်ပြီးရင်ကျွန်တော် Menu ဆိုတာလေးကိုထပ်နှိပ်လိုက်ပါမီနီကိုနှိပ်ပြီးရင်ဒီ VIP အောက်မှာ bonus ဆိုတာလေးရှိမယ်။အဲ bonus ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါ ဘောနက်ထဲမှာဆိုရင်လည်း24နာရီပြည်ရနဲ့0.05 Donkey Coin လာယူလို့ရပါတယ်ဒါတော့ VIP အလိုက်ပေးတာဖြစ်ပါတယ်ကိုက VIP ကိုလည်းပဲမြင့်ကျင်နေဆိုရင်လည်းတဘိုးစစ်တင်ပြီးမြင့်လို့ရပါတယ် ခင်ကျော်ဒီအောက်ကိုဆက်ဆွဲလိုက်မယ်ဆိုရင်ဒီမှာ promo code ဆိုတာလေးရှိပါမယ်ဒီနေရာမှာ code တွေထည့်ပေးရဆိုရင်လည်း doki kwa ရပါတယ်ထည့်ရမယ့် code ကိုတော့ကျွန်တော်ရဲ့ telegram channel ထဲမှာဝင်ကြည့်လို့ရပါတယ် daily code တွေလည်းတင်ပေးတော့မှာဖြစ်တယ်လို့အရင်က code ဟောင်းတွေကိုလည်းတန်းစီပြီးတော့ code တွေပေးထားပါမယ်အဲ့ code တွေကိုထည့်ပြီးတော့ doki kwa ယူလို့ရပါတယ် doki station ဆိုတဲ့ mining website လေးက mining ကောင်းလေးဖြစ်လို့ crypto mining သမားတွေဆိုရင်ဒီ website လေးကို run ဖို့အတွက်အကြံပေးခြင်းပါတယ် ဒါလေးကဝက်ဆိုင်မိုင်းနေဖြစ်တဲ့အတွက်ကျွန်တော် add to home screen လို့သုံးဖို့လဲမမေ့ကြပါနဲ့ဒီထဲမှာငွေသွင်းပြီးတော့ mining တူးကျင်နေဆိုရင်လည်းရပါတယ် free mining လုပ်မဲ့သူတွေအတွက်လည်းဒီ website လေးကအဆင်ပြေပါတယ် free သမားတွေက token coin များများရဖို့အတွက်ဆိုရင် daily promo code တွေထည့်ပေးရပါမယ် promo code ထည့်တဲ့ဆိုရင် doggy coin တွေအပြင်မှာကျွန်တော် NFT ကတ်တွေပေါက်တာလည်းရှိပါတယ် daily code ကိုတော့ကျွန်တော် Telegram channel ထဲမှာဝင်ကြည့်လို့ရပါတယ်ဆိုတော့ကျွန်တော်ဒီ mining ចောင်းလေးရောအားလုံးနားလည်မယ်လို့တော့ ထင်ပါတယ် mining လုပ်ပုံလုံနည်းလေးပြီးသွားပြီဆိုတော့ကျွန်တော်ဒီ mining တွေကနေ Toki Coin ဘယ်လိုပြန်ထုတ်ရမလဲဆိုတာလေးပြောပြပေးပါမယ် mining တွေကနေ Toki Coin ထုတ်ဖို့အတွက်ကအပေါ်က menu ဆိုတာလေးကိုပဲထပ်ပြီးနှိပ်ပေးလိုက်ပါ menu လေးကိုရောက်ပြီဆိုရင်ဒီအောက်ကိုနည်းနည်းဆွဲလိုက်ပါဒီအောင်မှာဆိုရင်ဝစ်ဒေါ်ဆိုတာလေးရှိပါမယ်အဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်ပါဒီဝစ်ဒေါ်ကတော့ mining တန်းနေပြီးတော့ ပတ်စံပြန်ထုတ်တဲ့နေရာပဲဖြစ်ပါတယ်ကျွန်တော်မှာဆိုရင်တော့3.52 Donkey Coin ရနေပါပြီဒီမိုင်းနေနေကထုတ်မယ်ဆိုရင်တော့အနည်းဆုံး10 Donkey ပြေးမှထုတ်လို့ရမှာဖြစ်ပါတယ်10 Donkey ပြေးလို့ထုတ်မယ်ဆိုရင် Fiji အနေနဲ့က1.5 Donkey ဖြစ်ပါမယ်ထုတ်ဖို့အတွက်လည်းဒီအပေါ်မှာကျွန်တော် Donkey အတွက်ထည့်ပြီးတော့ထုတ်ရုံပါပဲ Donkey အတွက်ကိုတော့ Exchange Crypto Wallet တွေကနေသွားယူလို့ရပါတယ် အတွဲယူတဲ့အခါမှာဆိုရင်လည်း network ကို doggy network နဲ့ပဲအတွဲယူကြပါတခြား bb20 network တွေမလိုပါဘူးကြေပြေကိုကအတွဲယူတာမှားသွားတယ်ဆိုရင်တော့ကျွန်တော်တို့ထုတ်ထားတဲ့ doggy coin တွေရောင်းမလာတာတွေဖြစ်တတ်ပါတယ်ထုံးဒီသေးသေးကိုလည်း guide video အနေနဲ့ထပ်ပြီးတော့လုပ်ပေးသွားပါမယ် ဆိုတော့ဒီ Doki Station ဆိုတဲ့ mining နဲ့ပတ်သက်တဲ့အကြောင်းလေးကတော့ဒါလောက်ပါပဲအားလုံးနားလည်မယ်လို့တော့ထင်ပါတယ်ကျွန်တော် mining လုပ်ဖို့အတွက်ဆိုရင် NFT cash ရှိထားဖို့တော့လိုအပ်ပါမယ် NFT cash မှာ mining ရရတာဖြစ်ပါတယ် daily promo code ထည့်တာတွေဘာတွေလောက်ပါပြန်ထုတ်တာကတော့အနည်းဆုံး10 Doki ကနေစပြီးတော့ထုတ်ပေးရမှာဖြစ်ပါတယ်ဗျဆိုတော့ Doki mining ကြောင်းလေးကတော့ဒါလောက်ပါပဲ video လေးကိုဆုံးထိကြည့်ပြီးအတွက်ကျေးဇူးတင်ပါတယ်ဗျအားလုံးကိုကျေးဇူးပါ